ဒီညာလာဗီနာရီဒီနေလောက်ပြင်မယ်ပေါ့နော်အဲရီဒင်းကပါလေဆိုတော့ ace နဲ့ပြန်ဆောင်မလားကိုကွဲကွာပြီးသွားတဲ့သူတွေထပ်ပြီးတော့နောက်တစ်ခေါက်ပြန်ဆောင်နိုင်အောင်မလားပေါ့နော်လာဗီနာရဲ့ follower လေးတွေကအများကြီးရှိတာဖြစ်တဲ့အတွက်ဘလို့လူမျိုးတွေကဒီရီဒင်းနဲ့ energy ပို့ကိုက်မလဲဆိုတော့ကိုတစ်ချက်ပြောပြမယ်နော်ငါရဲ့ငါလာပေါ့နော်ငါကနန်းမှာမွေးရတူကြီးပြီးလို့ရှိရင်ဗုဒ္ဓဘုန်းလေးမှာမွေးရတူကြီး ပြီးရင်ဆိုင်ရဖြစ်ဆိုရင် fire ဆိုင်ရမှာ မွေးနေသူကြီးပြီးတော့အဲဒီ relationship မှာပေါ့နော်ညှိနှိုင်းဖို့အများကြီးစူးစမ်းခဲ့ပြီမဲ့ဘလို့မှညှိနှိုင်းလို့မရပဲနဲ့လမ်းခွဲပေးခဲ့ရတဲ့သူကြီးအာအဲ့ဒီလူနဲ့အမ်မတွေ့ခင်ရပေါ့နော်သူနဲ့တွေ့ဖို့အတွက်ကိုကိုရမိပါအတိုင်းဝိုင်းတငယ်ချင်းတွေအများကြီးနဲ့အတိုက်ခံလုပ်ပြီးတော့မှတွေ့ခဲ့ရတဲ့သူကြီး အကိုကိုထားခဲ့ပြီးတော့မှနောက်ကြောက်ရွေးချယ်သွားပါတော့ဒီလိုမျိုးအေးအေးဆေးဆေးလုံခွက်သွားမျိုးမဟုတ်ဘဲနဲ့ကိုထားခဲ့ ပြီးတော့မှနောက်ကြောက်ရွေးသွားတဲ့သူမျိုးတွေပြီးလို့ရှိရင်တော့ဘာလဲဆိုတော့လက်ရှိမှာပေါ့နော်ကုန်တွေကိုပွဲစားလို့လုပ်နေတဲ့သူတွေအဲ့လိုလူမျိုးတွေကဒီရီဒီလီနဲ့အဲ့ပိုရောကိုက်ပါမယ်ရှင်အခုလက်ရှိမှာသူရဲ့ energy ကပေါ့နော် ပျော်ရွှင်နေတယ်ပေါ့အခုလိုမျိုးလွန်ခွဲခဲလိုက်ရလို့တကူတူအောင်နိုင်နေသူလိုမျိုးမှန်ကန်နေသူလိုမျိုးတကူတူခံစားနေရတယ်သူ့လောက်ရကမှန်နေမှန်ခဲ့တယ်အဲဒါကြောင့်မလို့တကူပျော်ရွှင်နေရတယ်အဲလိုခံစားချက်မျိုးတွေသူ့မှာရှိနေတယ်အာတကူတူအောင်နိုင်သူကြီးလိုမျိုးလည်းဖြစ်နေတယ်ပြီးတော့ဘေးနာကတငယ်ချင်းတွေကလည်းသူ့ကိုမြောက်ထိုးပြီးခေါ်လို့ပြီးနေတာမျိုးတွေလည်းရှိတယ်အဲဒါကြောင့်မလို့တကူတူလည်းအထင်ကြီးနေပေါ့နော်တငယ်ချင်းတွေအော် တော်လိုက်တာမင်းဆော့ကြည့်လိုက်တာဘာညာမျိုးပေါ့နော်အဲ့လိုမျိုးဘီနာကနေ ပြီးတော့အဲ့လိုမြောက်ပေးရလူတွေနဲ့အများကြီးရှိနေတဲ့တွေ့သူကိုသူဟိုဂုံယူလို့မဆုံးဖြစ်နေပေါ့နော်ဒီလန်ခွဲရခြင်းပေါ့မှာမကြခင်မှာသူရဲ့ခံပြောင်းလဲကပါလေဆိုလို့ရှိရင်သူမကြခင်မှာ အကံမကောင်းမှုလေးလေးနင်းနင်းကြုံရမယ်ကံဆိုးခြင်းတွေလည်းကြုံရမယ်ပေါ့နော်ပြီးလို့ရှိရင်သူနောင်သားတွေလည်းရလာဖို့ရှိတယ်ပြီးရင်သူညာဘက်တွေအဲ့ဒီနောင်သားတွေကံဆိုးမှုကြီးကြောင့်မလို့သူအိမ်မရတာမျိုးတွေတကောင်ကျော်မှလန့်နိုးတာမျိုးတွေဒါကြီးကငါထားခဲ့လိုက်လေခြင်းဆိုရက်နောင်သားမျိုးတွေနဲ့သူပြန်ပြီးတော့မှအဲ့လိုမျိုးအိမ်မက်ဆိုတခုလိုမျိုး၆လက်ခံရမယ်ခြင်းတွေတခုကို သူရောက်လာမယ် အဲ့လိုမျိုးဖြစ်အောင်လေသူ့ကိုသူစုံတယောက်ကပြန်ပြီးပညာပေးမှာဥမာအခုသူသဘောကျနေတဲ့ကောင်မလေးရှိရဆိုလို့အဲ့ကောင်မလေးကသူ့လိုခဲ့ပုံစံတိုင်းသူ့ကိုပြန်ပြီးတော့တတိချက်စာကိုပညာပြန်ပေးမှာအဲ့ဒီခါကျမှသူကဒီအရာလေးဒီလိုမျိုးငါလုပ်ခဲ့ရလေးဆိုရင်နောင်တရင်ကိုသူကကောင်းကောင်းပြန်ခံစားရမှာပါသူ့အဲ့လိုမျိုးတွေခံစားလာရမှာပဲ အာဘာဗီနာရဲ့ follower တွေရဲ့အချက်တွေယူဆိုင်မှုကိုပို့ပြီးတော့မှနားလည်လာမယ်တိလာမယ်အဲ့ဒီတော့မှသူတို့တဖြည်းဖြည်းနဲ့တောင်းတရပြီးတော့ပြန်လည်ဆက်သွယ်ဖို့ကြိုးစားလာပါလိမ့်မယ်။ဘလော့စင်မှာတော့သူရင်ပြောရွှေနေပါတယ်။ ဒါဆိုရင်ပြန်ဆုံးဖို့ရှိလားဆိုရင်တော့ပြန်ဆုံးဖို့ရှိပါတယ်เนาะပြန်ဆုံးပြန်มาပါရေးဆက်လေးလည်းဂျန်နေပါသေးရဲ့ပြန်ဆုံးဖို့လည်းဖြစ်အောင်มาပါပြန်ဆုံးဖို့အတွက်အကြောင်းတရားလေး Universe ကစီစဉ်ပေးမဲ့ဟာလေးတွေလည်းအများကြီးရှိပါသေးရဲ့